ပသိမ်ကြီးမြို့နယ်အေယာဝတီမြို့ကျုံဘော်ကကျေးရွာတွေမှာမြစ်အပ်ကွဲကြောင်းတွေကြီးတဲ့အတွက်ငလင်လောက်ခတ်တာတလကျော်လာချိန်ထိနေအိမ်တွေပြန်မဆောင်နိုင်ကြသေးပါဘူး။မိုးရင်းကာလမှာလည်းလေပြင်းတိုက်ပြီးနှစ်စင်မြေရေဝင်လာကြောက်အကူအညီတွေလိုအပ်နေကြပါတယ်။စိုးသူအောင်သတင်းပေးပို့ထားပါရရှင်။ကဲခုရောက်ရှိတဲ့နေရာကတော့တန်မိုချွန်းဖြစ်ပါတယ်မန္တလေးတန်းဒေသကြီးပသိမ်ကြီးမြို့နယ်တဲကအေယာဝတီမြင်းနုကျွန်းပေါ်ဒေသဟာ ငလင်ပဟိုချမ်းတဲ့နီးတဲ့အတွက်မြေအကွဲအောင်းကြီးတွေဖြစ်ပေါ်နေတဲ့အပြင် မိုးရသည့်တိုင်းမြေကြီးဝင်လေရှိတာကြောင့်အကူအညီတွေလိုအပ်နေတာပါမန္တလေးနဲ့စကိုင်းမြို့အကြားအေယာဝတီမြစ်အလယ်မှာရှိတဲ့အဲ့ဒီမီးနူးကျွန်းဒေသမှာဓမ္မကျဘိုးလာကုန်းညောင်မေတာတန်ပူကျွန်းဟင်းရွှေစုဂျိုင်းကြီးနဲ့ကျွန်းစင်ဆိုပြီးတော့ခွနရွာတိရှိပါတယ် ငလင်ကြောင်ရွာတိုင်းလွတ်လို့မှအနှဲနဲ့အများထိခိုက်ခဲ့ပေမဲ့တံပိုကျွန်းနဲ့ဟင်းရွှဲစုရွာအရှိပိုင်းမှာရှိကြတဲ့လူနေအိမ်တွေကြားမှာမြေအကွဲချောင်းကြီးတွေဖြစ်ပေါ်နေလို့နေအိမ်ပြန်ဆောက်လို့မရပဲဒေသခံတွေအခက်တွေ့နေကြတာပါအကြောင်းကြီးတွေကလေအနှက်ကြီးတွေကလေတချို့နေရာတွေဆိုပေ20လောက်ရှိတယ်အကျယ်ကြီးတွေကတော့ဝင်းတဝင်းသားကြီးတွေပေ30 35အဲ့လိုအဲ့လိုအဲ့လိုအကြောင်းကြီးအဲ့လိုမျိုးဖြစ်တာခလုံးမျိုးချင်းချင်းလေးလူတစ်ခုံသာမဟုတ်ဒေါ်လာဆိုအိမ်ဆောက်ဖို့ကစီရင်လဲကိုထည့်လို့မရသေးဘူး ဟိုလောက်ပင်တော့ကောင်းတော့ပေါ့ကိုရဲထဲလူကြီးတွေอ่ะเนาะအဲ့တော့ဆိုဒီလေမိုးလာရင်ဒါဒုက္ခရောက်တယ်လေဒီဘက်တည်းကလေဘွားသူဘွားကောင်းရေလာတော့မယ်ရေကြီးတော့မယ်ဆိုရင်ပူဆိုးတော့မှာလေတံပိုကျွန်းရွာမှာနေအိမ်40နီးပါးပြိုကျပြီးတော့အများဆုံးပျက်စီးခဲ့တာဖြစ်ပါတယ်ဟင်းရဆုရွာကတော့နေအိမ်20ဝန်းကျင်ထိခိုက်ရတယ်လို့ဒေသခံတွေကပြောပါတယ်မလင်တန်ကြောင်တောက်ရည်တွင်ရေမထွက်တော့ပဲလျှက်စစ်မီလည်းမရသေးတာကြောင့်တောက်သုံးရည်ခက်ခဲနေကြပါဗျ တဖက်မှာလည်းနေအိမ်ပျက်စီးသူတွေကမိုးလေမလုံနဲ့ယာယီမြေဆိုင်သဲတွေနဲ့နေထိုင်ကြပါဗျ။ဒါပေမဲ့မိုးကျလာရင်လေတိုင်းလုံးပြင်းထန်တတ်သလိုနှစ်စင်နှစ်တိုင်းမြေကြီးဝင်တဲ့ဒေသဖြစ်တာကြောင့်အဲ့ဒီအကွဲချောင်းကြီးတွေကိုမြေနဲ့သဲတွေဖို့ပြီးတော့အိမ်ပြန်ဆောက်ဖို့ဒေသခံတွေကစာနာရှိနေကြပါဗျ။သူတို့အဲ့ဒီအတွက်ဒီခုကြိုတဲ့လူတွေအဲ့ဒီအတွက်တွေသူတို့တော့အောင်တော့ခြောက်နေကြတာပေါ့ဗကြကေကြီးကြီးဝင်တော့ပါဦး ရေရှည်ထူထောင်ဖို့ဆိုတာဒီဟာကြီးကခုတ်စာအဆင်ပြေတယ်လို့ပဲလုပ်နေရတာဗျအဲ့အဲ့တချို့တွေဆိုအိမ်ဝိုင်းကြီးကအလဲသောချမ်းသာဟိုဘက်ဆောင်မရဒီဘက်အဲ့လိုကြီးဒါရေဝင်သွားရင်တော့အဲ့အဲ့နေရာဟိုဗျာပေါတူတွေပါနေတဲတွေပါနေအဲ့ညောင်းကြီးကိုဖုတ်ပြီးမှဟိုဟာပေါ့တော်တော်တော့လုံကြအောင်ပါပါတော်တော်လုံမှန်းကြအောင်ပါပုံမှန်ပြရောက်ဖို့ကတော့အခုအချိန်နေကြအောင်တန်ဖိုကျွန်းရွာမှာပြန်လဲထူထောင်ရေးတွေပြီးဆုံးဖို့ဆိုတာနှစ်နဲ့ချီပြီးတော့ကြာနိုင်တယ်လို့လဲဒေသခံတွေကခံမှန်းကြပါတယ် ငလင်လုတ်ပြီးတာတလားကြော်လာတဲ့အထိအဲ့ဒီအကွဲเจ้าတွေကို မြေဖို့ပြီးတော့အိမ်ပြန်ဆောက်ဖို့တင့်မတင့်နဲ့ပတ်သက်လို့ပညာရှင်တွေလာရောက်တာမရှိသေးသလိုအစိုးရတာဝန်ယူထားတဲ့သူတွေစီကကုညီထောက်ပံ့မှုရတာလည်းမရှိသေးဘူးလို့ဟင်းရဆုရွာကန်တယောက်ကပြောပါတယ်။ဒါပေမဲ့အခုချိန်မှာမိုးလဲကျတော့မှဖြစ်လို့ဒေသခံတွေကတော့နေအိမ်တွေပြန်ဆောက်ဖို့အတွက်ကြုံကြနေတဲ့မြေအကွဲเจ้าတွေကိုတဲဖြစ်ဖို့စီစဉ်နေပြီးငွေကြေးဆက်ရန်ရရနဲ့ဤပညာအကူအညီတွေလိုအပ်နေကြောင်းပြောပါရယ် ကျွန်တော်စိုးသူအောင်ပါ Thank you.